ဒီမှာဗျာနော်မိုးသက်ထန်စွာရွာပြီးတဲ့နောက်ပိုင်းလူတွေကကြောက်တယ်ရှာနေကြပါတချို့ကထီးနေတချို့ကမိုးကနေပေါ့ဗျာနော်ဟိုးပဲရှူထဲမှာကျတော့အဲ့ဒါမျောချောင်းဗျာနော်တစ်ဖက်မှာအမန်ကန်ကြောတစ်ဖက်မှာအဟောင်းကြောပေါ့ဗျာနော်အဲ့ကြားနှစ်ခုတည်းကနဲ့မျောချောင်းပေါက်နေဗျာနော်အဲ့မှာရှာနေကြပေါ့ဗျာနော်ဒီကဘာကကြည့်လိုက်ဒီရဲ့မဲမဲလေးနေရာကအဲ့ဒါကလက်လက်ဆက်ဆက်ပဲ့ထားဗျာနော်ကဘာကြောယူပေါ့ဗျာနော် အဲကြောင့်မလို့လူတွေကအာရုံရှိတယ်ဗျာရှာနေကြတာပေါ့ဗျာနော်မိုးကလည်းတမနဲ့လုံးယွာတယ်ဗျာတဲကြီးမဲကြီးယွာတယ်ဗျာနော်အဲ့လိုယွာတော့ကြသူတို့ကပားမာတွေကရေတွေကတဖြည်းဖြည်းစိမ့်နေတဲ့အနှဲငယ်စီပြိုတာပေါ့ဗျာနော် အခုဒီဘက်ကပားရဲ့ဝါဝါအလဲကြောကအကောင်နည်းနည်းလေးဖုန်နေဗျာအကောင်ကလည်းမကြခဏတဝောဝောနဲ့ပြိုကြပေါ့ဗျာနော် အောက်မှာရှာတဲ့ညီကိုတွေအရန်အရဲမကိုးဘောလိုတယ်ပေါ့ဗျာနော်အန်တီရောလည်း view size ရှင်းတော့ပေါ့ဗျာနော်ဒီမှာပြရေမစင်းကလေးနေနော်ရေစက်လေးမှာထိုင်ပြီးမှငေးမောနေကြပေါ့ဘောင်ငေးလဲဆိုတော့ဒီတောင်ကြီးကိုငေးနေရဗျာနော်ပါကြောင့်မငေးလဲဆိုတော့အဲ့ဒီတောင်ပေါ်မှာအိမ်လေးတစ်လုံးရှိတယ်ဗျာနော်အိမ်ပိုင်ရှင်ကလာပြောတာဗျာအဲ့ဒီအောက်မှာရှာနေတဲ့ရေမစေးတွေဝေးဝေးရှောင်းတဲ့ အဲ့ဒီအပေါ်မှာမြေကအကြီးကြီးအဲ့နေတာပေါ့ဗျာနော်မိုးရွာထားတော့မြေကအကြီးကြီးအဲ့နေတာပေါ့ဒီတစ်ခါပြိုရင်အကြီးကြီးပြိုဆင်းလာနိုင်တယ်ပေါ့ဗျာနော်အန်ဒီရမလုတ်ကင်းမှုပေါ့ဗျာနော်အဲ့လိုလာအော်ပြောတယ်ဗျာအန်နဲ့ရေမစေးတဲ့ကကြောက်တယ်ဗျာတချို့ကပိုထိဆုတ်သွားကြတော့ပေါ့ဗျာနော်ကျွန်တော်လဲခုနောက်ကအဲ့နာဂဲလုံးလေးမှာထိုင်နေရဗျာနော်အခုတော့ကြောက်လို့နည်းနည်းနောက်ဆုတ်လာတယ်ဗျာနော် တချို့ရင်မစေးတရားအရဲကိုးတယ်ဗျာအမရှစ်တက်တယ်ဗျာနော်တာမန်ဆိုရင်သူကလာမအောဗျာနော်တတိလေးပဲ့နိုင်တဲ့အနေထားမျိုးဆိုအခုကအပေါ်မှာတော်တော်ကြီးကြီးအဲ့နေတဲ့အနေထားမျိုးရှိတယ်ဗျာနော်အားကြောင့်တတိလာပေးတာတော့နော်နောက်နေ့ဒီရဲ့တာယာကုန်းကဘာအောက်ဗောဗျာနော်လာရှာတဲ့လူတွေအထူးဗီယူဆိုင်ဗျာနော်အပေါ်မှာမြေကြီးကြီးအဲ့နေတယ်ဆိုတော့တင်များတတိလာပေးထားတယ်ဗောဗျာနော် ျွန်တော်ကလည်း line ပေါ်နေပြီးမှညီငယ်တွေတဆင့်ပြန်ပြီးမှလာဆိုသတိပေးမယ်ပေါ့ဗျာနော်ပတ်စံဆိုတာပဲချင်းရှာရှာရတယ်ဗျာအန်ဒီယေဆိုတာ number 1ကိူးဆိုင်ရမယ့်အရာဗျာနော်အန်ဒီယေတို့မကစားစရာရှင်ပေါ့ဗျာနော်လွတ်လွတ်ကင်းကင်းနဲ့ကြောက်ရှာကြဗျာနော်ချမ်ပိုင်ရှာတော့တိုင်ရလို့သူကစင်းအောင်မပြောဗျာနော်အခုကပုံမှန်မိုးတွေကတနေကုန်ရွာထားတော့အကြီးကျယ်ရွာထားတော့မြေကအရန်အဲ့နေအောင်ပေါ့ဗျာနော် ချိန်မီးပြိုဆင်းလာနိုင်တော့ဗျာနော်အဲ့ဒီအော်ညင်ငယ်နေရတော့တော့မကြောက်ဘူးဗျာရှာနေတယ်ဗျာအခုပြောရင်လေသူကနားထောင်တာမဟုတ်ဘူးဗျာနော်အပေါ်ကနေမှချမ်ပိုင်ရှင်ပြောပြီးမှရှောင်ဝိုင်းတယ်မှမရှောင်ဘူးဆိုတဲ့အနေထားမျိုးဗျာနော်ဟုတ်ကဲ့အန်ဒီယိုဘီယူစိုက်ကြပါလ